ခြားပြာ192မှာတော့ခိုက်သားရင်းုံတယောက်ချင်းရှင်ထိန်နိုင်ခဲ့ပြီးဘောလုံးကိုလည်းဖျက်တော့နိုင်ခဲ့ပါတယ်ကစားပွဲရဲ့အခြေအနေကိုဖတ်တာတစ်ခုလောက်နဲ့အီစာကီးကရင်းုံအနိုင်မြင်နိုင်မယ်ခိုက်သားရဲ့မမျောလင့်ထားတဲ့စွမ်းရည်တစ်ခုကြောင့်သာတားနိုင်လိုက်တာဖြစ်ပါတယ်ခိုက်သားအီစာကီးနဲ့အတူတူရှိနေတဲ့အခြေအနေမှာဆိုရင်သူမုန်းတေးရတယ်ဆိုတော့အသိစိတ်ကြောင်းတွေက အတိတ်ပဲရှိလာသလိုခန်းစားရပြီးတော့အတိတ်အမှတ်ပြုတ်ခန့်ရလို့ပထမအုပ်ဆုံးချိန်ခန်းစားလိုက်ရပါတယ်ပြန်ကန်ထွက်လာတဲ့ဘောလုံးကယူကီမီယာစီမှာရှင်းနေခဲ့ပြီးတော့ယူကီမီယာအခိုက်အစားကိုအရင်ကသူ့ကိုယ်သူပြန်မြင်နေရတယ်လို့မြင်နေခဲ့ရပါတယ်အီဆာဂီနဲ့အတူဆော့ကစားတဲ့အချိန်တိုင်းမှာဆိုရင် ပုံမှန်ဆော့ကစားနေပုံလောက်နဲ့ရမှာမဟုတ်ပါဘူးကိုယ်တိုင်မပြောင်းလဲဘူးဆိုရင်ဘယ်သူမှသူ့ကိုလွှဲရမှာမဟုတ်ဘူးဆိုတဲ့အတွေ့အကြုံအီဆာဂီရဲ့စိတ်ထဲမှာမှတ်ထားပြီးတော့အီဆာဂီကြောင့်အတိတ်ကသူ့ကိုယ်သူပြန်ကြည့်ရင်းနဲ့ အတိတ်ကအတ္တတွေကိုပြန်ရှာဖွေခြင်းအောင်လုပ်ပေးပါတယ်။ဒီနေ့မှာအီစာဂီနဲ့အတူတူရက်နေတဲ့ဘဒုမဆိုးအီစာဂီပေးတဲ့အထူးခွင့်ရင်းနဲ့ရက်ဆက်မှုနှစ်ခုလုံးနားလည်ထားကြပြီးတော့မပြောင်းလဲနိုင်တဲ့ဘဒုမဆိုးပြောက်ွယ်သွားမှဖြစ်ပြီးတော့အားလုံးကအီစာဂီရဲ့အစမ်းသက်ခံဖြစ်နေခဲ့ပါတယ်။အားလုံးလည်းအတားအယာနဲ့လင်းခေါက်နေခဲ့ပြီးတော့နေ့ကဝမ်းညက်ခံထားရတဲ့အနေထားနေပြောက်ွယ်မသွားခြင်းနဲ့ယူကီမီယာကဟီယိုရီစီကိုဘောလုံးလမ်းပေးလိုက်ပါတယ်။ဟီယိုရီကစိတ်ထဲကနေသူတို့ကအီစာဂီတဖန်ပြန်ပြီးတော့အသက်သွင်းပေးထားတယ်။တေဆုံးမိသားအသက်သမားကြီးလို့စိတ်ထဲမှာတွင်းနေခဲ့ပါတယ်။ ။ဒါပေမဲ့လည်းအီစာကီကသူတို့ရဲ့ဖော်ဖော်ရည်ရည်ဆက်ဆံတာကိုလိုချင်တာမဟုတ်ပဲကိုကိုကိုယုံကြည်တယ်ဆိုရင်အမေရန်အသက်တဖန်ပြန်လဲမွေးဖွားပြီးတော့ကိုကိုတိုင်းယုံကြည်တဲ့ဘဝမျိုးမှာနေစေချင်တာပါ။အီစာကီတင်ပေးခဲ့တဲ့အတွက်ဟီယိုရီယာဒီမှာဆက်ရှိနေတာဖြစ်ပြီးတော့အီစာကီကအသင်းရဲ့အဓိကဆိုပေမဲ့ဘ누구အတွက်မှတိုက်ခိုက်နေတာမဟုတ်ခဲ့ပါဘူး။လူရန်သူတို့ကိုသူတို့အဓိကဇက်ကောင်လို့ခန်းစားနေရတဲ့အတွက်ကြောင့်သူရဲ့အတ္တတွေကိုဆွဲထုတ်ပေးနိုင်တာအီစာကီရဲ့မော်ပဲဖြစ်ပြီးတော့အသင်းရဲ့အဓိကခွန်အားပဲဖြစ်ပါတယ် တစ်ဖက်မှာအီဆာဂီကပါရမီရှင်တယောက်ရဲ့နိုးထမှုကိုမဖက်နိုင်ဘူးဆိုပေမဲ့ခုနကတော့ခိုင်စာကသူ့ရဲ့လုံနိုင်စွမ်းတွေကိုအပြေးအဝအသုံးချပြီးတော့ရင်းကိုတားနိုင်ခဲ့ပါတယ် ဲ့ဒီအတွက်ကြောင့်ထက်မြက်တဲ့တင်ယူသူတွေရဲ့အဓိကအချက်ကတော့တခြားသူတွေထက်အခြေအနေကိုပုံမနားလည်နိုင်စမ်းမဲ့ဖြစ်ပြီးတော့ပါရမီရှင်တွေလိုယူခြင်းစရာကောင်းတဲ့ခံစားချက်တွေမရှိဘူးဆိုပေမဲ့သူတို့ရဲ့အုံနောက်တွေနဲ့ကဘာကြီးဘာလို့လိုအပ်တယ်လဲဆိုတာကိုနားလည်နိုင်ပြီးတော့ကံနဲ့ပတ်သက်နေတဲ့အောင်ပွဲလမ်းကြောင်းအီဇာကီကရှာပွေနေခဲ့ပါတယ်နိုဒါမှုနဲ့အမားယွင်းတွေကကွင်းပေါ်မှာဖြစ်ပေါ်နေခဲ့ပြီးတော့တခြားသူတွေထက်အရင်နားလည်နိုင်တဲ့အီဇာကီရဲ့မူလပုံစံနဲ့ကဘာကြီးကိုထိုးပေါက်ပါတော့မယ်တစ်ဖက်မှာလည်းဟီယိုရီလူပေးဖို့အတွက် ခိုင်စာနဲ့အီစာကီနှစ်ယောက်လုံးကလူပေးဖို့အဆင်ပြေနေခဲ့ပြီးတော့သူတို့နှစ်ယောက်ထဲကဘဒူကသူ့ရဲ့ကမ္ဘာအကောင်းဆုံးဘတ်စ်ကိုလိုက်ပြီးတော့ကစားနိုင်တယ်လဲဆိုတာဟီယိုရီကစမ်းသပ်တော့မဲ့အချိန်မှာအဲ့ဒီလူပေးမှုကိုတားဖို့အတွက်ခါရာဆူကရလာခဲ့ပါတယ်သူ့ရဲ့အသွင်းထဲကအတားကိုလှုပ်ထပေးခဲ့တဲ့ခါရာဆူကအခုအရေးကြီးဆုံးအချိန်မှာရလာခဲ့ပြီးတော့ခါရာဆူကိုမကြော်နိုင်ဘူးဆိုရင်အသာဓမ္မတယောက်အစ်တင်နေနဲ့ပြန်လဲမွေးဖွားနိုင်မှာမဟုတ်တဲ့အတွက်ကြောင့်ဟီယိုရီကခါရာဆူကိုတယောက်ချင်းအနိုင်ယူဖို့ကြိုးစားနေပါတယ်တစ်ဖက်မှာနက်စ်ကတော့ခိုင်စာနဲ့အီစာကီတပူတော်တဲ့ဖြစ်နေတာကိုဂျေဝင်နေခဲ့ပါတယ် ိုင်ဇာနဲ့ရင်နိုကတဖန်ပြန်ပြီးနှစ်ယောက်ချင်းရှင်နေခဲ့ကြပြီးတော့သူတို့ရဲ့သွဲလုံးရေရလာတားမယ်ဆိုတာခိုင်ဇာကတိနေခဲ့ပါတယ်ကိုစင်းနိုင်ဖို့အတွက်ရေရလောဘကိုကြော်တက်နိုင်ဖို့လိုအပ်ပါတယ်ဒါပေမဲ့လေခိုင်ဇာနဲ့အီစာကြီးရဲ့သွဲလုံးရေရဖျက်တော့နိုင်ခဲ့မယ်ဆိုရင်အားလုံးကအဆုံးသတ်ပြီမလို့ နောက်ဆုံးဘောလုံးပေးမဲ့သူကိုပဲခိုင်စာစောင့်ကြည့်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာသူတို့နှစ်ယောက်ရဲ့ဘေးကနေအီစာကီကဖြတ်ပြေးသွားတဲ့အခါမှာခိုင်စာကတခုခုကိုနားလည်သွားပြီးတော့အခုလိုကြက်ချေကဖြတ်ပြေးပုံနဲ့ဆိုရင်ရင်းရဲ့စိတ်ကိုရှုပ်စိတ်နိုင်ပြီးတော့ရင်းရဲ့မြင်ကွင်းကိုပါဖြတ်စီလို့ရနိုင်တဲ့အတွက်နှစ်ယောက်လုံးကဂိုးစီကိုဥတီသွားနေတဲ့အချိန်မှာ မြောက်ထဲကတယောက်ကိုအတင်းအကျပ်ကိုရွေးချယ်ခိုင်းတာဖြစ်ပြီးတော့ကံကောင်းတဲ့သူကရွေးချယ်ခိုင်းရမှာမဟုတ်ပဲခိုင်ဆန်တဲ့အီဆာဂီရဲ့ချိန်ဆမှုတွေကစကားတစ်ခုမှပြောပြရမလို့ပဲအတွဲညင်ကြီးလှုပ်ရှားနိုင်နေပြီးတော့ခိုင်ဆာအီဆာဂီနဲ့အတူတူကစားတာကိုအပျော်ကြီးပျော်နေခဲ့ပါတယ်ခိုင်ဆာအခုတစ်ချိန်တိုက်စစ်နဲ့ပြန်လည်မွေးဖွားလာဖို့လုပ်နေခဲ့ပြီးတော့တစ်ဖက်မှာနက်စ်ရဲ့ချစ်ချစ်လေးခိုင်ဆာအီဆာဂီရဲ့ခွေးရတာကိုခံလိုက်ရပြီးတော့နက်စ်ကလည်းဟူရင်အချိန်တွေကအမတ်တရားတွေကိုပြင်းနေခဲ့ပြီးတော့တောင်းလေးဖို့အတွက်လမ်းစားကိုရှာနေခဲ့ပါတယ်အဲ့ဒီအချိန်လေးမှာသူတို့နှစ်ယောက်စတဲ့တွေ့ရှိခဲ့ကြပြီးတော့အခု သူ့ကိုအကောင်းဆုံးမလုပ်ပေးနိုင်နဲ့အခုလိုပုံစံကြီးကိုနက်စကပြောင်းလဲဖို့ဆုံးဖြတ်လိုက်ပြီနက်စကခိုင်စာအောင်နောက်ဆုံးအနေနဲ့နှုတ်ဆက်လိုက်ပါတယ်ဘွားမှတခါတလေပြောင်းလဲဖို့အတွက်သစုံတရားအောင်မေးပြရတဲ့ဆိုပေမဲ့အဲ့လိုလုပ်ဖို့အတွက်ကတော့အရန်ကိုပဲခက်ခဲလာပါတယ်နေပေါင်းရီကတ်နဲ့လည်းဘာမှဆိုင်တဖက်မှာခါရာဆုနဲ့ဟီယိုရီတို့ကအချင်းချင်းထိတိုက်တွန်းနေခဲ့ကြပြီးတော့ဟီယိုရီကခါရာဆုကိုမကြော်တတ်နိုင်သေးပေမဲ့ခိုင်စာနဲ့အီစာဂီတို့ကဟီယိုရီလူပေးလို့ရတဲ့အကွာအဝေးမှာရောက်ရှိနေပြီးတော့လူပေးဖို့အတွက်တိုင်ပင်တစ်ခုပဲကျန်တော့ပါတယ် တဖက်မှာရင်းကအီဇာကီနဲ့ခိုက်စာဘလို့တားရမလဲဆိုပြီးတော့စိတ်ထဲမှာစဉ်းစားနေခဲ့ပြီးတယောက်ကိုတားလိုက်ရင်တယောက်ကလွတ်သွားမှာဖြစ်တဲ့အတွက်ကြောင့်ခိုက်စာလာအီဇာကီလာဆိုပြီးတော့စဉ်းစားခတ်နေတဲ့အချိန်မှာဟီယိုရီတို့ကလူပေးဖို့လုံနေခဲ့ကြပါတယ်ခါရာဆူကိုချက်တက်ပြီးတော့ဟီယိုရီကလူပေးလိုက်တဲ့အခါမှာရင်းကအီဇာကီကိုတားဖို့အတွက်ရွေးချယ်လိုက်ပါတယ်ဒါပေမဲ့လည်းရင်းရဲ့ရွေးချယ်မှုမှားသွားခဲ့ပြီးတော့ဟီယိုရီတကယ်တမ်းပေးတာအီဇာကီမဟုတ်ပဲခိုက်စာဖြစ်နေခဲ့ပြီးတော့ကန်ကောင်းသွားပြီလို့ထင်ခဲ့ပေမဲ့ ခိုက်စားစီကိုဘောလုံးမြောက်ခဲ့အချိန်လေးမှာရှီတိုကအပေါ်စီကနေပြီးတော့ဘောလုံးဖျက်ထုတ်နိုင်ခဲ့ပြီးရှီတိုရဲ့ခေါင်းတိုက်ဖျက်ထုတ်မှုကနေတဆင့်ဘောလုံးကချားစီကိုဥသိနေခဲ့ပါတယ်ပြင်းထန်ကြွတ်ဆုပ်စီကိုဘောလုံးမြောက်ခဲ့မှာကန်ဆိုးစွာနဲ့ခူရီကာမီကရှိနေခဲ့ပြီးတော့လက်မလဲတဲ့အချိန်လေးမှာဘောလုံးဖျက်ထုတ်နိုင်ခဲ့ပါတယ်ဖျက်ထုတ်လိုက်တဲ့ဘောလုံးကအဝေးတနေရအောင်တဖြည်းဖြည်းနဲ့ယူသွားနိုင်ခဲ့ပြီးတော့ကန်တရားအယဒဇုံတယောက်ကိုရွေးချယ်သွားတော့မယ်အတတမားရဲ့တိုက်ပွဲကြမှာကန်တရားအယရွေးချယ်ရင်ခံလိုက်ရတဲ့သူကတော့ Alexis Nesbe ဖြစ်ပါတယ်ဒီလိုအခြေအနေမျိုးမှာ ကန်တရား NESCO နောက်ဆုံးအနေနဲ့အခွင့်အရေးပေးလိုက်ပါတယ်။ဟိုအရင်တော့အခြေအနေလိုမျိုးခိုင်စားစီကိုလူပေးချင်နေခဲ့တဲ့ဆိုပေမဲ့ပြန်လဲဖို့အတွက်အခွင့်အရေးကို NESCO လွယ်လွယ်နဲ့တော့အဆုံးရှုံးခံမှာမဟုတ်ပါဘူး။ကိုယ်တိုင်ကန်သွင်းလိုက်မယ်လို့ခိုင်စားကခဏလောက်ထင်လိုက်ပေမဲ့အဲ့လိုလုပ်ဖို့မဖြစ်နိုင်တော့တိတဲ့ခိုင်စားစိတ်ထဲနေဘောလုံးပေးဖို့အမိန်ပေးနေခဲ့ပါတယ်။ဒါပေမဲ့ NESCO တော့အဲ့ဒီအစားဝင်းပေါ်မှာမန်နဲ့အစ်တစ်ခုကိုထုတ်လွှတ်လိုက်ပြီးတော့အရင်ကခိုင်စားအတွက်လွယ်ကူတဲ့လူပေးပုံတွေကိုပဲထုတ်လွှတ်ခဲ့တဲ့ NESCO ပထမဆုံးအချိန်နဲ့ခိုင်စားကိုဆန့်ကျင်ပြီးတော့ဘရင်အစ်တစ်အတွက် စစ်ကြင်ညာချက်ကိုထုတ်ပြန်လိုက်ပါတယ်။မင်းကကမ္ဘာအကောင်းဆုံးဆိုရင်ဒီဘတ်ကိုရောင်းလာယူလို့ပြောလိုက်ပြီးတော့ပြောင်းလဲသွားတဲ့ Nets ကဗီဇအတိုင်းလူပေးလိုက်ပါတယ်။တပတ်အတင်းရဲ့ခန်းစစ်ကစားသမားတွေကိုအပေါ်ကနေကြော်ပြတ်သွားပြီးတော့ခိုင်စာအင်ဘတ်အတွက်ပြည်ပြည့်စုံတဲ့ Nets ရဲ့လူပေးမှုဟာခိုင်စာရှိနေလောက်မဲ့နေရာကိုဥတည်နေခဲ့ပြီးတော့အရင်လိုပြန်ဆဖို့ Nets ကတွင်းနေခဲ့ပါတယ်။ဒါပေမဲ့ Nets ပေးလိုက်မိခဲ့တာခိုင်စာမဟုတ်ပဲခိုင်စာရဲ့နေရာကိုယူထားခဲ့တဲ့ အီစာဂီဖြစ်နေခဲ့ပြီးတော့နက်စ်ကအီစာဂီစီကိုလူပေးလိုက်မယ်လို့ဘယ်သူမှမခံမနိုင်ခဲ့ပဲသီအိုရီအပါဝင်စစ်ကဲပြောင်းလဲသွားခဲ့တယ်နက်စ်ကိုရဲနောင်မသိခဲ့ပါဘူးညံကြီးရှင်ကြီးကအချင်းလေးကိုအားလုံးထက်အရင်နားလိုက်ခဲ့ပြီးတော့ကစားပွဲရဲ့အဆုံးတက်မှာတော့အီစာဂီကထပ်ပြီးတော့ပြောင်းလဲနေခဲ့ပါတယ်တခြားသူတွေရဲ့အတောက်ဆွဲထုတ်ပြီးတော့သူ့ရဲ့ကိုပိုင်ကိုအတွက်အတုံးချနေခဲ့ပြီးသူ့ကိုလူမပေးခဲ့တဲ့နက်စ်ကိုခိုင်စာအတံပြေးကြီးနဲ့အော်ခေါ်နေခဲ့ပြီးနက်စ်ကတော့ခုချိန်ထိကြောင်နေစေဖြစ်ပါတယ်ပြည့်ပြည့်စုံတဲ့ပုံစံတစ်ခုအနေနဲ့ပြောင်းလဲသွားပြီးတော့ ပြန်လဲမွေးဖွားလာခဲ့တဲ့အီဇာကီယွိချီယာနီယိုအေဂွိစ်တစ်ခုလုံးသူ့ရဲ့စိတ်တိုင်းကြောင့်ထိန်းချုပ်နေခဲ့ပြီးတော့ဒရိုက်ရှော့ကန်ချက်ကဂိုးစီကိုဥတီနေခဲ့ပြီး PG အတင်းရဲ့ဂိုးသမားကိုကြော်ပြတ်ပြီးတော့အဲ့ဒီကန်ချက်ကိုအားလုံးကလည်းအံ့ဩနေခဲ့ကြပြီးဘောလုံးပတ်ကုန်နေကိုတန်းနာမမတ်ထဲနိုင်ခဲ့တဲ့အီဇာကီယွိချီယာဘလူးလော့ရဲ့နောက်ဆုံးပြင်တစ်ပါးဖြစ်လို့နေခဲ့ပါတယ်ဒီလိုနဲ့ပဲချန်ပီယံလူပွဲရဲ့အဆုံးသတ်ဂိုးကိုအီဇာကီယွိချီယာတွေ့ရုံနိုင်ခဲ့ပါတယ်ဘတ်စတာမန်ချင်အတင်းရဲ့အနိုင်ဂိုးကိုယူဆောင်လာနိုင်ခဲ့တဲ့အီဇာကီစီကိုသူ့ရဲ့အတင်းသားတွေက အဝေးကနေပြေးလာခဲ့ပြီးတော့အတူတူအောင်ပွဲခံနေကြပါရယ်အီစာကီယိုအီချီကအရာအလုံးဝမ်းမြသွားခဲ့ပြီးတော့ next ball လုံးရသွားခဲ့တဲ့အချိန်မှာရက်တက်မနေခဲ့ပဲဆက်ပြီးတော့လှုပ်ရှားနေခဲ့ပါရယ်အီစာကီရဲ့လမ်းမှာတားဆီးနေရှိခဲ့တဲ့ဆိုပေမဲ့ရင်းရဲ့တက်ရောက်မှုရှိတဲ့၄မီတာအကွာဝေးကိုအီစာကီကရအောင်ဖောက်ထွက်နိုင်ခဲ့ပြီးတော့ next ရဲ့အရင်ကနေမတူတဲ့ pass နဲ့အတူလင်းမြောက်သွားခဲ့ပြီးတော့အဲ့ဒီနေရာမှာအလုံးလောင်းချိထက်ခဲ့တာပါနောက်ဆုံးအနေနဲ့နောက်ကနေလာတဲ့ pass ကိုလည်းပြပြစုံစုံနဲ့ကန်သွင်းနိုင်ခဲ့ပါရယ်ဒါပေမဲ့အဲ့ဒီလိုအရာမျိုးကခိုက်စားလဲလုံနိုင်တဲ့အရာမျိုးဖြစ်ပေမဲ့ နတ်ပေးခဲ့တဲ့ဘောလုံးကအရင်ကခိုင်စာစီကိုမဟုတ်ပဲစင်ကဲပြောင်းလဲနေခဲ့တဲ့ခိုင်စာစီကိုပေးခဲ့တာဖြစ်ပြီးတော့ခိုင်စာစိတ်တုံပြီးရက်နေခဲ့တဲ့အတွက်အခိုက်အတန့်တည်တည်လေးမှမပြောင်းလဲနိုင်ခဲ့ပဲရှုံးနေသွားခဲ့တာပဲဖြစ်ပါတယ်အဓိကရှုံးနေသွားခဲ့တဲ့အကြောင်းရင်းကတော့အီစာကီနဲ့အတူတူဆော့ရတာရဲအောင်ပြောဖို့ကောင်းလို့နေခဲ့ပြီးတော့အဆုံးမသတ်နိုင်တဲ့ဖြစ်နိုင်ခြေတွေပျော်ရှင်မှုတွေကခိုင်စာကိုနှောင့်နှေးသွားစေခဲ့ပြီးတကယ်တမ်းရှုံးသွားခဲ့တာနတ်စချောင်းမဟုတ်ပဲအီစာကီပေးခဲ့တဲ့လွတ်လပ်မှုကိုလက်ခံခဲ့တဲ့အီစာကီအဖို့မုန်းတရားတွေကိုဆွလွတ်ခဲ့တဲ့သူ့ကြောင့်ပဲဖြစ်နေခဲ့ပါတယ် အဲ့ဒီအချိန်မှာအီဆာကီကခိုင်ဇာစီကိုအထာကြကြနဲ့ရောက်လာပြီးတော့နက်စကမင်းအတွက်အရန်ထူးကြနေရလားဒါပေမဲ့ငါအတွက်ကတော့သူ့ရဲ့ဖြစ်နိုင်ခြေတွေကိုဖုံးကွယ်ထားတဲ့ကစားသမားတစ်ယောက်ပဲဒါပေမဲ့မင်းကနက်စကိုတန်ခြင်းမရှိတဲ့ကောင်ဆိုပြီးတတ်မှတ်လိုက်တဲ့အတွက်ကြောင့်ဂိုးသွင်းနဲ့ဆက်ဖြစ်လာရမယ့်အစားခံစားချက်တွေနောက်ကိုလိုက်တော့ခဲ့တာငါတို့နှစ်ယောက်ရဲ့နောက်ဆုံးရလဒ်ကိုအဆုံးပြတ်ပေးခဲ့တာပဲနောက်ဆုံးကိုအတွက်ငါတို့သဘောတူထားတဲ့စာချုပ်ကလည်းပြီးသွားပြီမလို့အလောက်ကြိုးစားပေးခဲ့တဲ့အတွက်ကျေးဇူးပဲ ငါရဲ့အကောင်းဆုံးလူပြက်လေးဆိုပြီးတော့ဘလူးလော့ရဲ့အမိုက်စားစကားတွေတည်းကတခုကိုအီစာကီးကပြောလိုက်ရင်ခိုင်စာစီကိုလက်လန်းပေးလိုက်ပါတယ်အချက်ခွဲခံလိုက်ရတဲ့ခိုင်စာကတော့အီစာကီးရဲ့ကမ်းလှမ်းတဲ့လက်ကိုပုတ်ထုတ်လိုက်ပါတယ်နောက်ဆုံးပွဲကနှစ်ဂိုးသုံးဂိုးနဲ့အဆုံးသတ်တော့ခဲ့ပြီးတော့ဘတ်စတမန်ချင်းတင်းကချန်ပီယံဆိုတဲ့နေရာကိုရယူနိုင်ခဲ့ပါတယ်အခုချိန်မှာဆိုရင်တော့နီယိုအီဂိုအစ်လီရဲ့ပွဲစဉ်တွေအားလုံးကအဆုံးသတ်သွားပြီမလို့ရလာအားလုံးကိုကြီးညာတော့မှာပဲဖြစ်ပါတယ်လွန်ခဲ့တဲ့33မိနစ်မှာတော့နာဂီနဲ့ရီယိုနှစ်ယောက်သားရုန်းကန်နေရတဲ့ပုံပေါ်နေခဲ့ပြီးတော့ နောက်ထပ်ဘာတွေဆက်ပြစ်မလဲဆိုတာစောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဗီဒီယိုကိုချက်နေတဲ့ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ခဲ့ပေးကြဖို့တောင်းဆိုချင်ပါတယ်အားပေးကြတဲ့သူတူတူတယောက်ချီးမြှောက်ရအောင်လေကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ပိုင်းတွေမှာပြန်လေးကြတာပေါ့